တရားနာလို့ရှင်ဘယ်လိုအချိုးကျစုတွေရနိုင်တယ်လဲတရားဝဲလာပြီးတော့တရားနာတယ်ဆိုလို့ရှင်ချက်ချင်းလည်းငယ်အချိုးတွေရဘာတွေရအတုတံသူဏတိမကြားဘူးတာတွေကြားရတယ်ဟောသူတံပရိယောတပေတိအရင်တုန်းကကြားဘူးတယ်ဒါပေမဲ့စိတ်ထဲမှာမရှင်းဘူးအခုတခါနာလိုက်ရတော့စိတ်ထဲမှာရှင်းသွားတယ်နားလည်သွားတယ်ဟော မကြဘူးတာကြားရတယ်ကြားဘူးသားတွေလည်းပဲရှင်းသွားတယ်ကြားဘူးတာတွေရှင်းသွားတဲ့အခါဘာဖြစ်တယ်ဆိုတန်တရားတွေလည်းကင်းသွားတယ်တန်တရားတွေကင်းရုံနဲ့မကဘူးမှန်မှန်ကန်ကန်မြင်တတ်လာတယ်ဘဝပေါ်မှာအမြင်မှန်းလာတယ်တလို့ဆိုလို့နောက်ပြီးတော့တရားနာရလို့စိတ်တွေဟာ ကြည်နူးလာတယ်တဲ့ဒါတရားနာရတဲ့ပုဂ္ဂိုလ်ရဲ့ရနိုင်တဲ့အကျိုးကျေးဇူးပဲလို့ ဒီလိုဆွလို့တာเนาะအဲ့ဒါတရားနာတဲ့ပုဂ္ဂိုလ်ကြီးဘက်ကနေပြီးတော့ဟောလာဒီရနိုင်တဲ့အကျိုးဒါကြောင့်မလို့တရားဆိုတာဟောပြောပေးရဒါဖြင့်တရားနာသူတွေဘက်ကစိတ်ထားဖြူစင်အောင်ဘယ်လိုနာရမလဲလို့ဆိုတရားစကားအပေါ်မှာရှုပ်ချတာမျိုးမလုပ်ရဘူးတဲ့เนาะအပြစ်ရှာရှုပ်ချတာမျိုးမလုပ်ရဘူးတဲ့ ။နောက်တစ်ခုကတရားဟောပြောတဲ့ဓမ္မဂတိကပုဂ္ဂိုလ်ကိုလည်းရှုတ်ချတာမျိုးမလုပ်ရဘူးတဲ့။နောက်တစ်ခုကိုယ့်ကိုယ်ရှုတ်ချတာလည်းမလုပ်ရဘူးတဲ့။ဒါဖြင့်တရားကိုရှုတ်ချတယ်ဆိုတာဘာလဲဆိုရင်ဒီတရားကလည်းဘယ်လိုတရားကြီးမှလည်းမသိဘူး။ဘာနားလည်ရမှမသိဘူး။ဟောတရားကိုရှုတ်ချတယ်လို့ခေါ်တယ်။ဓမ္မဂတိကကိုရှုတ်ချတယ်ဆိုတာဘာတွေဟောနေမှလည်းမသိဘူး။ ဟောဘာတွေဟောနေမှလို့ဘာတွေပြောနေမှလည်းမသိဘူးရှုပ်ချကိုကိုကိုရှုပ်ချတယ်ဆိုတာဘာပြောတာတော့ဆိုအေးဒီလိုလေးနဲ့တရားကြီးတွေငါဘယ်နားနိုင်မလဲငါဘယ်လိုလုပ်နားလဲနိုင်မလို့နားမလဲဘူးကိုကိုမတန်ဘူးလို့ဒီလိုကိုကိုကိုအထင်သေးအမြင်သေးမျိုးလည်းမလောက်ရဘူးလို့ဒီလိုဆိုလို့လေအဲ့ဒါတရားနာတဲ့ပုဂ္ဂိုလ်ဘက်က ီစိတ်ထားတွေမရှိရဘူးလို့ပြောတာအဲ့ဒီစိတ်ထားတွေရှိပြီးတော့တရားနာမယ်ဆိုလို့ရှိရင်တရားတို့တရားမြတ်တော်